Facebook တိုင်ကျအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။လက်ရှိမှာသုံးဆမှုများပြားနေတဲ့လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook ပေါ်မှာအကြောင်းအရာကဏ္ဍမျိုးစုံဟာနေပေစုံကနေနှိမ့်စင်တဲ့အမျှပြန့်နှံ့နေပါရစေ။ဒီလိုပြန့်နှံ့နေတဲ့ကမှပရိသတ်စိတ်ဝင်စားမှုများပြားနေတဲ့အကြောင်းအရာတွေကို Eleven ညုတ်တန်ရဲ့ Facebook တိုင်ကျအစီအစဉ်ကနေအပတ်စဉ်ရွေးချယ်တင်ဆက်ပေးနေတာပါ။ဒီတစ်ပတ်မှာတင်ဆက်ဖို့အတွက်ရွေးချယ်ထားတဲ့အကြောင်းအရာတွေကတော့ ရောင်းသူမဲ့အေးဆိုင်တွေကမှဆိုင်ငက်စနစ်ကိုပါတွဲဖက်ပြုလုပ်ထားတဲ့မခွေးမျိုးကရောင်းသူမဲ့အေးဆိုင်ဆိုတဲ့အကြောင်းအရာမန္တလေးမြို့မှာဖက်နှက်မရှိတဲ့ကလေးငယ်တွေကိုလိုက်လံပြီးတော့ဖက်နှက်လှူပေးခဲ့တဲ့အကြောင်းအရာနဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ရေရှားပါနေတဲ့အရက်ဒေသတွေကိုကိုယ်တိုင်သွားရောက်ရေလူထဲကူညီနေတဲ့ဓာတ်ပုံအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ ဥဆုံးတင်ဆက်ပေးချင်တာကတော့နိုင်ငံတဝန်းလုံးမှာပြန့်နှံ့လာတဲ့ရောင်းသူမဲ့အေးဆိုင်တွေကမှဆိုင်းငတ်စနစ်ကိုပါတွဲဖက်ပြုလုပ်ထားတဲ့မကွေးမြို့ကရောင်းသူမဲ့အေးဆိုင်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။နိုင်ငံတဝန်းကမြို့တော်တော်များများမှာလက်တလောပြန့်နှံ့လာတဲ့ရောင်းသူမဲ့အေးဆိုင်တွေအနက်မကွေးမြို့ကရောင်းသူမဲ့အေးဆိုင်တစ်ဆိုင်မှာတော့ဆိုင်းငတ်စနစ်ကိုပါထည့်သွင်းထားတဲ့ဓာတ်ပုံတွေဟာလူမှုကွန်ရက်မှာအခုလိုပဲပြန့်နှံ့နေပါတယ်။ ကွေးမြို့အထကတက်လမ်းနဲ့ဘန်နာပင်လမ်းတောင်မှာဖွင့်လှစ်ထားတဲ့ရောင်းသူမဲ့အေးဆိုင်မှာတော့ရောင်းရငွေပူးအပြင်အလူကံမူးတပူးကိုပါထည့်သွင်းပေးထားပါတယ်။နိုင်ငံတကာမှာရှိတဲ့ဆိုင်ငံ့ကော်ဖီစနစ်လိုမျိုးအေးအေးတောက်ချင်ပေမဲ့ပတ်စံမပါတဲ့သူတွေလည်းတောက်လို့ရအောင်လှူထားတာဟာသဘောကျစရာကောင်းတယ်လို့မြို့ကန်တွေကပြောကြားထားတဲ့စကားသံတွေကလည်းပြန့်နှံ့ခဲ့တဲ့ post တွေမှာအခုလိုပဲပါဝင်ခဲ့ပါတယ်။ မန္တလေးမြို့မှာဖနက်မရှိတဲ့ကလေးငယ်တွေကိုလိုက်လံပြီးတော့ဖနက်လူပေးနေတဲ့ဓပ်ပုံအကြောင်းအရာတွေကလည်းဒီတစ်ပတ်လူမှုကွန်ရက်မှာအခုလိုပဲပြန့်နှံ့နေပါတယ်။မန္တလေးမြို့မှာဖနက်မရှိတဲ့ကလေးငယ်တွေကိုဖနက်လိုက်လံလှူနေတဲ့ဓပ်ပုံတွေကလည်းဒီတစ်ပတ်လူမှုကွန်ရက်မှာစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ မန္တလေးမြို့81လမ်းနဲ့45လမ်းတောက်ဘန်နာရိတ်ရောင်းရင်းများစုပေါင်းပြီးလှူဒါန်းခဲ့တာဖြစ်တယ်လို့ပြန့်နှံ့ခဲ့တဲ့ဓာတ်ပုံတွေနဲ့အတူရေးသားထားခဲ့ပါတယ်။ နောက်ဆုံးတင်ဆက်ပေးချင်တာကတော့ရေရှားပါနေတဲ့ရဲဒေသတွေကိုတွားရောက်ပြီးရေလူရဲကူညီမှုပြုလုပ်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ထပ်ပုံအကြောင်းအရာတွေပဲဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေရဲ့ရေအခက်အခဲဖြစ်နေတဲ့ဒေသတွေကိုတွားရောက်ရေလူရဲကူညီနေတဲ့ထပ်ပုံတွေကလည်းအခုလိုပဲဒီတစ်ပတ်မှာတော့လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ ပုံလေးအောက်မှာတဖြည်းဖြည်းပြည်သူနဲ့တသားတည်းဖြစ်လာတဲ့အပေါ်ဝမ်းမြောက်ကြောင်းနဲ့ကျင်းနဲ့ကြောင်းမှတ်ချက်ပြုရေးသားထားတာတွေကိုလည်းအခုလိုပဲတွေ့ရပါဗျ။ ဟုတ်ကဲ့ပါဒီတစ်ပတ်မှာရမင်းရွေးချယ်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး11ရုပ်တံပရိသတ်ကြီးလဲကျင်းနဲ့နိုင်လိမ့်မယ်လို့ရမင်းကမျှော်လင့်ပါတယ်ဆက်လက်ပြီးတော့လဲလူမှုကွန်ရက်ပေါ်မှာပရိသတ်စိတ်ဝင်စားမှုများပြားနေတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်သွားအောင်မလို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီစီစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်